၃ရက်အကြာမှာနှွေးထွေးတဲ့မိသားစုဘဝကိုပြန်လည်ရရှိလာတဲ့နန္နာလိုင်းရန်ကုန်ဆယ်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်နန္နာလိုင်းကတော့တခေတ်တခါကမြန်မာနိုင်ငံရဲ့အောင်မြင်ကြော်ကြားဆုံးမင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်အကယ်ဒမီရွှေစင်ရုပ်ထုကြီးတွေကိုလည်းပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်နန္နာလိုင်းအမှုပညာအလုပ်တွေမလုပ်တော့လို့လည်းအလုံးကနှမျောနေကြတာပါအခုချိန်မှာတော့နန္နာလိုင်းကတကယ်ကိုကြီးကြီးတက်ချမ်းသာတဲ့ထိတ်တန့်တထင်းရဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာဖြစ်တဲ့အပြင်ချိန်ရတဲ့သမီးလေးတွေနားမှာပဲနေပြီးသူရဲ့ င်ဘဝကိုမင်းသမီးဘဝကိုဆွလွပြီးအိမ်နောင်ရှင်ဘဝကိုအကောင်းဆုံးတည်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့နန္နာလိုက်မှာစိတ်ဆင်းရဲတောကတွေရှိနေခဲ့တာဖြစ်ပါတယ်။အဲဒါကတော့အမျိုးသားဖြစ်သူဇေဒီဟာက အထဲမှာရောက်နေတဲ့အချိန်တွေဖြစ်ပါတယ်သူကရှေးဟောင်းဝင်နေအစာဝတ်တွေဖြိုချတာကြောင့်အေးအေးယူထိမ့်သိမ့်ခံထားရတာပါဒါစားမလို့နန္နာလိုင်းနဲ့ကလေးတွေသာအပြင်မှာကြံ့ရင်ခဲ့တာဖြစ်ပါတယ်ဦးစေတီဟာကထိမ့်သိမ့်ခံထားတဲ့နောက်ပိုင်းမှာနန္နာလိုင်းရဲ့အပြုအမူတွေကအလိုမကျသလိုစိတ်မရှိသလိုဟန်ပန်နေတဲ့သာဖြစ်နေခဲ့တာပါ ဒါအပြင်ပွဲတက်အခမ်းအနားတချို့မှာဆိုရင်လည်းနန္ဒာလိုင်ပါဝင်လာခြင်းကိုမတွေ့ရတော့ပါဘူးနန္ဒာလိုင်ကအလူအတန်းတွေကိုလည်းတောက်လျှောက်လုပ်နေခဲ့တယ်ဆိုပေမဲ့သူရဲ့နာမည်ထင်ပေါ်ကျော်ကြအောင်လုပ်ခဲ့တာမျိုးလည်းမရှိဘဲတိတ်တဆိတ်သာနေနေခဲ့တာဖြစ်ပါတယ် အေဘီလာ၁၂ရက်နေ့မှာတော့ခင်မွန်ဖြစ်သူဦးစေတီဟာကလူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဒီလိုရမျိုးဆိုရင်တော့အထိမ့်သိမ့်ခံထားတာနဲ့လွတ်ပြီးတတားမှုမိသားစုတွေကမျောလင်းတကြီးကိုစောင့်ဆိုင်ခဲ့ရတာပါ။ဒီတစ်ခါမှလည်းဦးစေတီဟာလည်းပါဝင်လာခဲ့ပါတယ်။ဒါကြောင့်မလို့နန္နာလိုင်ကသွားကြုံခဲ့ပါတယ်။အိမ်ကိုရောက်ရောက်ချင်းမှာနန္နာလိုင်ရဲ့တမီ၃ယောက်ကဖခင်ဖြစ်သူအိမ်ရှိမှာအပြေးအလွာကြိုကြပါတယ်။တမီ၃ယောက်ကဖခင်ဖြစ်သူကိုပြေးဖက်ပြီးတော့တွေ့နေခဲ့တာပါ။ဖခင်ဖြစ်သူကလည်းတမီတွေကိုအကြာကြီးနေမှာပြန်ဖက်လိုက်ရတာမို့အပြုံးပန်းတွင်စင်ကဖက်နေခဲ့တာ ဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့မောင်တို့ကဗီဒီယိုတင်လာခဲ့တာပါ။အဲ့ဒီဗီဒီယိုထဲမှာနန္နာလိုင်းရဲ့အပြုမူလေးကလူများအတွက်သတိထားမိစရာဖြစ်နေခဲ့တာပါ။နန္နာလိုင်းကခင်မွန်ဖြစ်သူနဲ့တမီးဖြစ်သူတွေရဲ့ခိုက်တန်လေးကိုဖေးနာကနေជីနူးနေတဲ့ပုံရိပ်တွေအပြည့်နဲ့ជីနေတာပါ။ဒီလိုခိုက်တန်လေးကိုမမြင်ရတာ၃နှစ်တောင်ကြာသွားပြီမို့နန္နာလိုင်းကပီတိတွေဖြာနေတာပါ။ခင်မွန်ဖြစ်သူကတမီးတွေကိုလွမ်းနေစိတ်နဲ့အလွမ်းတင်နေတာဇနီးတဲ့တယောက်နေနဲ့တော့ပီတိဖြစ်စရာတွေပါ။မိသားစုတွေပြန်လဲဆုံးချိန်မှာနန္နာလိုင်းကတကယ်ကိုဝမ်းသာပျော်ရွှင်နေရဆိုတာမျက်နာမှာအထင်သ ်းအတွင်မြင်နေရတာဖြစ်ပါတယ်။နန္နာလိုင်ခုလိုမျိုးပြုံးနာကိုမမြင်ရတာကြားပါပြီ။နန္နာလိုင်ကနောက်ပိုင်းမှာအမှုပညာလောကကိုလည်းချိန်ဦးတောင်မချပါဘူး။ရုံလုံးလည်းမပြသလိုသူမရဲ့ပုံတွေကိုလည်းတင်ပေးတာမျိုးမရှိပါဘူး။မင်းသမီးတယောက်လိုပြင်ဆင်မှုမျိုးနဲ့နန္နာလိုင်ကိုအကယ်ဒမီပေးပွဲမှာပဲတွေ့မြင်ကြရတာဖြစ်ပြီးအကယ်ဒမီပေးပွဲတက်လာရင်လည်းနန္နာလိုင်ကအဖြစ်တာတက်တာဖြစ်ပြီးအင်တာဗျူးတွေဖြေကြားတာမျိုးမရှိသလိုပျော်ရွှင်နေတာမျိုးလည်းတိတ်မတွေ့ရပါဘူး။စကားပြောရင်လည်းခက်ပြက်ပြက်နဲ့တုံ့ပြန်တက်တာမျိုးအားလုံးကနန္နာလိုင်ကိုဆိုရင်ရှောင်ကြပါတယ်။အခုလိုမျိုးခင်မွန်ဖြစ် ြစ်သူအိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့နန္နာလိုင်းရဲ့အပြုံးအစ်တွေကိုပြိသက်တွေကမြင်တွေ့လိုက်ရပါတယ်။နန္နာလိုင်းတို့ကမိသားစုပြန်ဆောင်သွားပြီဖြစ်တာမို့တရားနဲ့တရားခွင့်ယူဆိုင်ကဖြတ်တန်းကြတော့မှာပါ။ချမ်းသာမှုတွေတန်းမိသားစုတွေတစုတစည်းအတူတူရှိနေဖို့ကလိုအပ်တော့တာပေါ့။နန္နာလိုင်းတို့မှာတသက်သာသုံးမကုန်တဲ့စီးစိမ်တွေကလည်းပိုင်ဆိုင်ထားပါပြီ။ဒါကြောင့်မလို့ဒီထက်ပိုပြီးချမ်းသာဖို့တက်ဘဝရဲ့ပျော်ရွှင်မှုတွေကိုသာအေးအေးဆေးဆေးရှာဖွေရင်ဖြတ်တန်းတော့မှာဖြစ်တယ်လို့လည်းပြိသက်တွေကခံမှန်းနေကြပါတယ်။ပြိသက်ကြီးအနေနဲ့ရောနန္နာလိုင်းတို့မိသားစုတွေပြန်လည်တွေ့ဆုံသွားတဲ့အပေါ်မှာဘယ်လိုတွေမှတ်ချက် ပြုခြင်းလဲဆိုတာပြောပြပေးခဲ့ပါအောင်နော်